ဒီဝီဗီမှာဖော်ပြထားတဲ့ဆောင်းမရှင်မောင်တူးရဲ့မေ30တပရင်လောက်ကြံမှု22နှစ်ပြည့်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်မေ30တွင် တပရင်၌သွေးချင်းနေကရိုက်ပွဲမှာဖြင့်ကြွေလင်းခဲ့တာများတန်ရာနှင့်အာဇာနီများ ခုခံသွားခဲ့22နှစ်ကြာခဲ့ပြီး 22နှစ်အကြာကမိ30တပင်း ရိုက်ပွဲတပွဲလူအုပ်ကြီးကပင်နီဝထားသူမှန်သမျှကို ရိုက်နေပါတယ်ဒေါ်အောင်ဆန်းစုကြည်နဲ့ကာမောင်သမားကိုကျော်စိုးလင်းတို့ကဒါကိုမြင်နေရတယ်သတင်းထောက်လေးတယောက်ကကင်မရာနဲ့ချိန်နေတုံးနောက်ကနေ ပြင်းပြင်းထန်ထန်ရိုက်ခံလိုက်ရပါတယ်ခေါင်းကြေမွသွားတယ်အဲ့ဒါလေထက်ဆင့်ရိုက်နေတုံးမှာသတင်းထောက်ကလေး ဝယ်ခြင်းပြီးသေပါတယ်။ပင်နေဝက် NND အဖွဲ့ဝင်တယောက်ကို ကျန်ဖတ်တယောက်ကနောက်ကနေဓာတ်နဲ့ထိုးတယ်။ကြောကနေရင်ဘတ်ကို ထုတ်ချင်းပေါက်ပါပဲ။သူလည်းဝယ်ခြင်းပြီးသေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ကောင်းမမထွက်ရဘူးမပြေးဘူးအခုကိုလူတွေကိုစစ်တပ်ကကြမ်းဖက်တွေဆွမ်းအားရှင်တွေကတတ်နေချိန်မှာအတူသေးခံမယ်လို့ပြောနေတယ်ကာသမာကိုကျော်စိုးလင်းကတော့ ခေါင်းဆောင်စကားကိုနားထောင်ပြီးအသေးခံမလားကားနဲ့လူအုပ်ကိုတိုက်ပြီးဖောက်ထွက်မလားတခုခုကိုရွေးဖို့ဆုံးဖြတ်နေပါတယ်ဒါကဒေါ်စုရဲ့ကာသမာကိုကျော်စိုးလင်းရဲ့ပြန်ပြောချက်ပါတပင်းရိုက်ပွဲတပ်ပွဲဟာ2003ခုနှစ်မေ30မှာဒေါ်အောင်ဆန်းစုကြည်ရဲ့စီယုံရေးရန်တန်းကိုနာဖစစ်ဆိုးရခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးတန်းရွှေက တရိုက်စီစဉ်လှုပ်ကြံခဲ့တာပါစစ်တပ်စစ်ထောက်လန်းရေးကြံ့ဖို့စွမ်းအားရှင် ထောင်ကထုတ်လာတဲ့လူမိုက်တွေနဲ့စနစ်တကျလေးကျင့်စီစဉ်တပ်ဖြတ်လှုပ်ကြံခဲ့တာပါစစ်ထောက်လန်းရေးအစီရင်ခံစာမှာ90နီးပါးတန်ရာရပြီး၄ဦးသေဆုံးတယ်လို့ပဲဖော်ပြထားပါတယ်မေ30ညပိုင်းဖြစ်ပျက်ခဲ့တဲ့တပင်းလူသက်မှုကနေပြန်လည်လွတ်မြောက်လာတဲ့သူတွေကတော့ ေသူဟာ90လောက်ရှိနိုင်တယ်လို့ဆိုပါတယ်။အခုတော့တပရင်73နှစ်မြောက်ကကြပြတဲ့ဘုတ်ကိုတင်ပြလိုပါတယ်။ဂျော်ဂျီခိုင်တပရင်ကရေးထားခဲ့တာပါ။ကြဲမကြွေသူမသေးမိုင်းညိုညာရဲ့လူကြီးတိတ်၌ကျုံထိတ်ကမူမြို့အငူမှာခွေးဥတန်ကြားဂါဒန်လူတန်ဖြောင်းဖြောင်းညံသော တယံယောကညတညာတီကာလတွက်စစ်73နှစ်ထောင်ကြာပြီပဲကာမောင်စာတာအပြစ်မဲ့ပါလေအာနာငင်ရသူလိုက်ပါရကြည်ရွာကတည်သွေးချင်းချင်းဤအလောင်းချင်းစီတဲ့ညာတီရှိလေရယထယထဟလိုပါရဲ့လွတ်သွားတယ်အေးတတ်မယ်တတ်မယ်တတ်တဲ့ဖြက်ခနဲ့အငေး ကားကလေးတစ်စီးနီးသက်ထက်နီးလာလာပြီလာပြီလာပြီပိတ်တိုက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 ်ဆန်းပါးမှလဝါကားတွင်တနက်ဆုံးဖြတ်ခက်ခဲရဲရင်တွေဝေးဒီမလားနေမလားသူစဉ်းစားနေငါသေးလို့မထူးသူနေရင်ထူးတယ်ဒင်းလဝါကြောင့်ငါပါမိတော့မှောက်သွားပါစေအမေမသေးစေရဘူးစဘာလဲထွက် တရားဖတ်ပြီးဓာတ်ထက်တဲ့မြေဒီမြေကသာတပရင်ဓာဟိခါကတနနှင့်ပြစ်လိုက်စမ်းငါတေစမ်းပစေအမေမတေစေရဘူးအမေစုသည်ပြည်တော်စုပန်းအောင်စန်းစုကြည်ညမာပြည်တိကိုပြီကိုသက်ခွေးဆက်ခင်းရာငါမပါနိုင်ဒရိုက်ဘာသူသည်ဂီယာကိုပြောင်းလမ်းဘေးမောင်းချခါကတနပြောင်း ်မြောင်းတဲ့ရောက်ချိန်မီးထိန်ထိန်ကြားအမေကလွတ်မြောက်သွားခဲ့ပြီကြော်ကြည့်ခိုင်တပရင်အခုဆိုရင်တပရင်လူသက်ပွဲကြီးဖြစ်ခဲ့တာ22နှစ်ကြာခဲ့ပါပြီတရခန်တွေကတော့လွတ်နေစေပါတပ်သေးအဖြစ်တပရင်တရခန်ကို ဖော်ထုတ်လိုက်တဲ့ကိုရွိတ်တမိုင်းစာအုပ်တအုပ်ထွက်ရှိလာခဲ့ပါတယ်အစာအုပ်ရေးသူကတော့ ဗိုလ်ချုပ်မှုကြီးတန်းရွှေ ကိုတိုင်တပရင်တပွဲလုပ်ဖို့ညွန်ကြားတဲ့အစည်းအဝေးထဲမှာ ပါခဲ့တဲ့ဥခင်ညွန်ပါ သူကကြုံတွေ့ခဲ့ရကျွန်တော်ဘဝအထွေထွေစာအုပ်ကိုရေးပြီးဖော်ပြထားခဲ့တာပါဖော်ကောင်းခင်ညွန်ပေါဥခင်ညွန်စာအုပ်အခန်း26တပရင်အကြောင်းအခန်း26တပရင်အဖြစ်ပြနှင့်ကျွန်တော် ဒီအဖြစ်ပြက်နဲ့ပတ်သက်၍ကျွန်တော်မသိပါဟုပြောလျင်ကျွန်တော်လင်ယာကြပါမယ်။ကျွန်တော်ကအတွင်းရမှုတစ်ဆိုတော့ဒီကိစ္စကလည်းနိုင်ငံရေးဖြစ်စဉ်ဖြစ်တာကြောင့်ကျွန်တော်မသိ၍မဖြစ်သိပါတယ်။အဲ့ဒီချိန်မှာဒေါ်အောင်ဆန်းစုကြည်ကလည်းရန်တန်းရှည်ကြီးဖြင့်ရှည်ပြေမော်တော်ဆိုင်ကယ်အုပ်စုကြီးဖြင့်လှည့်လေကစီယုံရေးတရားတွေဟောနေသည့်အချိန်ဖြစ်ပါတယ်။ဒီလိုအုပ်အော်တောင်းတင်းဖြစ်ပေါ်နေတဲ့အချိန်ဆိုတော့ စိုးရဖွဲ့တွဲအစိုးရင်စိတ်ဖြစ်ပေါ်နေတာကတော့အမှန်ပါပဲဒီလိုနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ရင်တန်းရှည်ကြီးဟာမန္တလေးမှာထွက်ခွာပြီးလမ်းတလျှောက်စီယုံရီတရားတွေဟောရင်တဲ့မုံရမြို့လေရောက်ရော နာဖဥက္ကဋ္ဌဥတန်းရွှေခကျွန်တော်တို့လူကြီးပိုင်း9ယောက်6ယောက်ကိုသူ့အခန်းသို့ခေါ်လိုက်ပါတယ်ကျွန်တော်တို့လူလဲစုံရောဒေါ်အောင်ဆန်းစုကြည်ရဲ့ရင်တန်းကို တားဆီးရမယ်ပြစ်တက်နည်းနဲ့တားဆီးရမယ်လို့ပြောပါတယ် သူအချိန်တွင် ကျွန်တော်ကပဲအကျန့်ဖက်တားဆီးတာမျိုးမလုပ်တင်ကြောင်းပြောတော့ခါကျွန်တော်ရဲ့တင်ပြမှုကို လူကြီးကသဘောမတူပါဒါကလည်းကျွန်တော်အတွက်အကောင်းသီးဟု မြင်ပါတယ်ဒီမှာတွင်မဲ့ဒီကိစ္စနဲ့ပတ်သက်၍ကျွန်တော်ကို လုံးဝတာဝန်မပေးတော့ပဲဒုတိယဘိုလ်ချုပ်ကြီးစိုးဝင်းကိုဦးဆောင်စေကာအဖွဲ့ဝင်ဖြစ်ဒုတိယဘိုလ်ချုပ်ကြီးရဲမြင့်ကိုလိုက်ပါစေလျက်ရင်တန်းဖြင့်ရဟတ်ရင်ဖြင့်မုံရွာမြို့ကိုလိုက်ပါစေပါれ။ ကျွန်တော်မှလည်းတာဝန်ရှိပါတယ်။ထိုအချိန်ကတိုင်းမူကတော့ဗိုလ်မှူးချုပ်စိုးနိုင်ဖြစ်ပါတယ်။ဒေသိတ်စည်းစင်းညွှန်ကြားမှုတွေတော့မသိတော့ပါ။သို့သောထောက်လန်းရေးတပ်ဖွဲ့တွေကတိုင်းစစ်ဌာနချုပ်နယ်မြေတွင်မှတိုင်းမူ၏ကုတ်ကဲမှုအောက်မှာရှိတာကြောင့်အချို့ဖြစ်စဉ်တွေကိုကျွန်တော်သိနေရတာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဖြစ်စဉ်ညစ်တစ်ခုလုံးမှာကျွန်တော်ဥဆောင်ပါဝင်ရခြင်းမဟုတ်တော့ညာလေကျွန်တော်ဟာ အစိုးရဖွဲ့ဝင်ထိပ်ပိုင်းခေါင်းဆောင်တယောက်ဖြစ်တာကြောင့်ကျွန်တော်မှလည်းတာဝန်ရှိသည်ဟုခံယူပါတယ်။အစိုးရဖွဲ့ဆိုတာအဖွဲ့ဝင်အားလုံးတိုင်ပင်ခြင်းအတိပေးခြင်းဖြင့်လုပ်ငန်းတစ်ခုကိုအကောင့်ထဲပေါ်ရတာဖြစ်သောကြောင့်ဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်ဖြစ်ပေါ်လာတဲ့အကြောင်းတရားနဲ့အကျိုးဆက်များပေါ်မှာအစိုးရဖွဲ့ဝင်အားလုံးမှာတာဝန်ရှိကြတာဖြစ်ပါလေ။အားလုံးကတာဝန်ခံကြရမှာဖြစ်ပါတယ်ဟု၍ပြောလိုပါတယ်။ အထက်စာသားတွေကတော့ဥခင်ညွန့်ဘိုကျုပ်ကြီးဟောင်းရေးတဲ့ကြုံတွေ့ခဲ့ရကျွန်တော်ဘဝအထွေထွေစာအုပ်ပါတပရင်အကြောင်း ကူးယူဖော်ပြချက်ဖြစ်ပါတယ်အနှွေရမှုတနာဖခင်ညွန့်ကိုယ်တိုင်ခေါ်ကောင်းပါပဲကြ བྱ ာဆိုတာလူစိတ်တည်းရဲ့မြည်ဟီးတန်လို့ဒေါ်အောင်ဆန်းစုကြည်ကကြ བྱ ာနဲ့ပတ်သက်လို့ရေးခဲ့ပူပါတယ်တပရင်တပွဲပြီးကြ བྱ ာတွေထွက်လာပါတယ်အထက်မှာ ဂျော်ဂျီခိုင်တပရင်ရဲ့ကဗျာပေါ်ပြပြပါပြီအခုတော့ထိုက်တူနိုင်ရဲ့ကဗျာကိုပေါ်ပြလိုပါတယ်နောက်ထပ်ကြည်မောင်တန်းမောင်လွမ်းနီတို့ရဲ့ကဗျာတွေလည်းရှိပါသေးတယ်တပရင်ကြောက်စာကျယ်တွေအလုံးချုံမွေချလာမင်းမျက်လုံးအဖောက်ခံရတဲ့ညမိစ္ဆာမန်ဖီစစ်သွေးကြွသွေးစွန်းဓာတ်တွေအယောင်တော့ မိုးချုံတံတွေကိုထင်ပြနှလုံးသားတွေကိုရစ်ပူစော်တဲ့ညသူရဲကောင်းတွေကြောတွေဖြန့်ခင်းကြအမောင်ဓုကိုလက်ဆင့်ကမ်းပါကြအယိုးတွေကိုမိမြိုက်အလင်းပေးကြအလင်းတွေအသက်တွေရင်းတဲ့ညပန်းတွေသွေးနှံ့ထောင်ထောင်ထစန်းတွေစီရင်ခန်းချောက်ရအန်ကျိရင်းနဲ့နှကန်းတွေပြတ်တဲ့ညထိုက်တူနိုင် ောက်ထပ်တပင်းကဗျာကတော့ကွယ်လွန်သူဆရာလှတန်းရဲ့ကဗျာပါ အရေးအကောင်းတမိုင်းချောင်းလေးထင်ပြီး Cherry မဂဇင်းမှာတောင်ပေါ်ပြခံခဲ့ရတာပါ နောက်တော့မှ ပြဿနာတွေတက်လို့ပေါ့ဒီဘရင်ကပုံမြင်တဲ့ကမျိုးလည်းမဟုတ်ဒဏ္ဍာရီတဲ့ကမျိုးလည်းမဟုတ်ရာဇဝင်တဲ့ကမျိုးတစ်မျိုးပကန်းခေတ်ထဲကရှိတဲ့မျိုးတစ်မျိုး လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကလေးကရှိတဲ့မြို့တစ်မြို့တမိုင်းဝင်မြို့တစ်မြို့ဒီမြို့ကိုကရုလူမျိုးတွေတည်ထောင်ခဲ့တယ်အလောင်းစီသူမင်းတိုင်းကန်လှည့်လည်ရင်းမြောက်ဖက်အရရအရှိဘက်နတ်တွေစိတ်ယောင်ဆောင်ရေတောက်မဲ့ဟန်မြည်တမ်းပေးတာကိုအဆွဲပြုလို့ဒီမြို့ဒီနာမည်တွင်ခဲ့ရအရှိမအီယာဝတီနောက်မှာချင်းတွင် မနီမဝေးမှာမူးမြင့်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းခဲ့တယ်။တာတနီကအဆောက်အုံတွေပေါ်များယဟန်ပညာရှိ လူပညာရှိတွေထွန်းကားတခြားမျိုးတွေနဲ့စီးပွားကူတန်းသွားလာဖို့လွယ်ကူဘိုးတော်ဖျားလက်ထက်စစ်တမ်းတွေအရာအစီကားဆုံးမျိုး12မျိုးတဲကမျိုးတစ်မျိုးအလောင်းဖျားလက်ထက်မှာအိမ်ရှိဆန်နောင်တော်ကြီးဒီမျိုးကိုစားရဘိုးတော်ဖျားလက်ထက်မှာစစ်သူကြီးမဟာဗန္ဓုလနေမျိုးတူရရဲကောင်ပွဲနဲ့ ီမြို့ရဲ့မြို့ဝင်ဘုံကံပြုတ်စရာအရှင် အကတမာတိစစ်သူကြီးမဟာဗန္ဓုလမုံတိုင်းမင်းစရာ အရှင်ဝန္တအတုလစရာတော့အရှင်ရတညာသိန်းနံစရာတော့အရှင်ဇိနအယူတော်မင်္ဂလာဥနိုလယ်ရီစရာတော့ဒါဒီမြို့သားပုဂ္ဂိုလ်ကျော်တွေဒီမြို့မှာမင်းတို့မင်းကိုပုံကန်ချာနာတဲ့ဗရိမင်းသားခိုလုံခဲ့ဘူးတယ် ီမျိုးကနေကောက်ကြည့်ရုံမာတဲ့မြို့ဝင်ဥမှန်းအောက်ပြည်ကိုဖျက်ပြီးခဲ့ရတယ်။ဒီလိုနဲ့ဒီမျိုးမှာသူရဲ့ကောင်းတွေပျောက်ဆုံးခဲ့ရတယ်။ဒီမျိုးမှာပြစ်စပောက်တွေအတောင်ပေါက်ခဲ့ကြတယ်။ဒီမျိုးမှာလူငယ်လေးတယောက်သူ့ဆိုင်ကကြပျောက်ခဲ့ရတယ်။ဒီမျိုးမှာအမျိုးသမီးတယောက်တေကံမရောက်သတ်မပြောက်ဖြစ်ခဲ့ရတယ်။ဒီမျိုးမှာအန်ကျရတောက်ခေါရတဲ့ ဖြစ်ပျက်တွေရှိခဲ့တယ်။တနည်းတော့မိုးနေတဲ့ဒီဒေသစောင်းတွင်းအခါတမရမှာမိုးရွာဖို့မဆိုထားနဲ့မိုးအုပ်ဖို့တောင်အကြောင်းမရှိပေမဲ့ရုတ်တရက်မိုးကြီးရွာချလိုက်တယ်။စင်ချေရာတွေတောင်တိမ်ကောပပျောက်သွားအောင် ရွာတဲ့မိုးမှုအညာခေါ်စင်ရတိမ်မိုးတယ်လေ။မုံရွာရေဦးလန်းကို ဖြတ်တန်းရင်ဒီမြို့ကို ကားပေါ်ကလှမ်းကြည့်မိတဲ့ခါအတိတ်တစေကငါ့ကို ချောက်လန့်နေလေရဲ့ကြည်မောင်တန့်၂၀၁၉နှစ်ဇွန်လထုတ်ချယ်ရီမဂဇင်းမှဆရာကျော်ကြည်ခိုင်တပရင်ဆရာထိုက်သူနိုင်နဲ့ဆရာကြည်မောင်တန်းတို့လိုတော်လန်ကပြဆရာမောင်လွမ်းနီကလည်းအညာသမိုင်းတဲကမျိုးတမျိုးကောင်းစဉ်နဲ့တပရင်ကပြတပုတ်ရေးခဲ့ပါတယ်အညာသားကပြဆရာရဲ့အညာသမိုင်းတဲက တပင်းမြို့အကြောင်းကြပြပေါ့အညာသမိုင်းတဲကမြို့တမြို့ဒီမြို့မှာကြောက်စာတစ်ခုအပြားဆရာတူထွင်းတူခဲ့တယ်အဲ့ဒီမြို့မှာသူရဲကောင်းတွေပျောက်ဆုံးခဲ့ကြပစ္စပောက်တွေအတောင်ပေါက်ကြလူငယ်လေးတယောက်သူ့ဆိုင်ကကြပျောက်ခဲ့ရအမျိုးသမီးတယောက်ဒေကံမရောက်တမပြောက်ဖြစ်ခဲ့ရအန်ကျရတောက်ခေါရဖြစ်ပျက်တွေတဲ့ ကဗျားဆရာတယောက်လဲကြည်ကွဲထိရှပောက်ကွဲခဲ့ရာ45ဘွားမိမသားကိုတရားစောင့်ရှောက်ခဲ့တာကို2003မေ30လွတ်တော်မူကဇလန်းအဆက်ကြည်ရွာထက်မှာတရက်ရုံတင် နိုင်ပေလိမ်မောင်လွမ်းနီမေ30တပရင်22မှာ တပရင်ကဗျာတွေကတော့လည်းထက်လေရှိနေကြသေးပါပထလောကတော့ဒီကဗျာလေးတွေကိုဖော်ပြလိုက်ပါတယ်ကဗျာတွေတဲမှာတပရင်ရေခင်းကြီးရဲ့တမိုင်းဇာတွေကို တွေ့ရမှာပါတပရင်စိတ်ဓာတ်တွေ စွဲကြကြအာရှတရားကြီးအရင်မြင့်ဌာနရဲ့2003ခုနှစ်ဇွန်လ25ရက်နေ့တင်ပြခဲ့တဲ့တပရင်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဆိုင်ရာအကြောင်းအရာတွေနဲ့တိုက်ခိုက်မှုပေါ်အကျဉ်းချုပ်လေလာတွေ့ရှိချက်တွေရ စေအာနာရှင်တွေဟာတိုက်ခိုက်မှုကိုရှင်းလင်းစွာကြိုတင်ပြင်ဆင်ထားပြီးကောင်းမွန်စွာဖွဲ့စည်းထားကြောင်းတွေ့ရှိရပါတယ်။ရှင်နန်းကိုတိုက်ခိုက်ဖို့ရည်ရွယ်ချက်နဲ့လူပေါင်း9000လောက်ကို ဝေးလံခေါင်တီကျေးလက်ဒေသကို ပို့ဆောင်ခဲ့တယ်။တိုက်ခိုက်သူတွေအလုံးမှာလက်နက်ကောင်းတွေရှိပြီးတပ်ဖြတ်တဲ့နေရာနှစ်ခုမှာဗျူဟာမြောက်တည်ရှိခဲ့ပါတယ်။မော်တော်ယာဉ်တန်းတွေမရောက်ခင်ကတည်းကဒေသဆိုင်ရာအာဏာပိုင်တွေက အနီးအနားရှိခြေရွာတွေမှာနေထိုင်သူတွေကို အိမ်ထဲမှာပဲနေကြဖို့ချိန်ချောက်ခဲ့တယ်။အာနာပိုင်တွေကတပရင်တိုက်ခိုက်မှုကနေအသက်ရှင်ကြံရစ်သူတွေကို စနစ်တကျရှာဖွေဖမ်းဆီးခဲ့ပါတယ်။ဒါတွေဟာ အမြင့်ပြုတ်တိုက်ခိုက်ခဲ့တာတွေပါပဲ။ဘိုးတထောင်တရင်စာအရီတာဂျိုဖောင်းဘိုးထိန်လင်းပြောခဲ့သလိုပါပဲ။တပရင်တပ်ဖြတ်မှုဟာမဆွေးနွေးရဘူး၊ရင်ကြားမစိတ်ဘူး၊အပြုတ်တိုက်မယ်ဆိုတာကိုပြနေတာပါပဲ။လွန်ခဲ့တဲ့22နှစ်မေ30တပရင်မှာ ကြံဖို့ကပြည်သူကိုအပြုတ်တိုက်ခဲ့တယ်ဒါကြောင့်ပြည်သူကလည်းဒီနေ့ကြံဖို့စစ်တပ်ကိုအပြုတ်တိုက်နေပါပြီအခုမကြာခင်ကပဲတပင်းအိုးထိန်တွင်မှာကျောင်းကိုပုံကျဲပြီးပြည်သူကိုကလေးငယ်တွေကိုတပ်ဖြတ်ခဲ့ပြန်ပါပြီဒါကြောင့်တပင်းစိတ်သက်ဆရာနာရှင်အမြင့်ဖြတ်ဖို့သာဥတီတိုက်ပွဲဆင်နွှဲကြရမှာပါခင်ဗျာ၂၂နှစ်ကြာပြီဖြစ်လဲမေ့ပြစ်ဖို့ရာမရှိပါ သူငါရင်တွင်တပရင်တွင်တပီးတင်လို့ထားလိုက်ပြီဆောင်းမရှင်မောင်တူ